အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်အားပေးတဲ့ Liverpool အသင်းနဲ့ပတ်သက်လို့အဲကျွန်တော်ရဲ့အဲစုဆောင်းထားတဲ့ Liverpool ရဲ့ပတ်သက်တဲ့သုံးဆောင်လေးတွေပြီးရင်ကျွန်တော်နဲ့ Liverpool ရဲ့အမှတ်တရလေးတွေပေါ့ခင်ဗျာအဲအားလေးတွေကိုကျွန်တော်ဗီဒီယိုတူလေးအနေနဲ့ဒါ Liverpool အမှတ်တရကျွန်တော်ပြောပြမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က jersey ကိုအများဆုံးစုပစ်တယ်ပေါ့လေ ဒါပေမဲ့လည်းကျွန်တော်စုပြစ်တယ်သာပြောပါခုနပြောသလိုပဲကျွန်တော်တငယ်ချင်းနေဒီဘူဖန်ချင်းချင်းတောင်းကိုကျွန်တော်ပြေးလိုက်တာလို့လက်ဆောင်ပြေးလိုက်တာလို့ကျွန်တော်မှအများကြီးဖြစ်တယ်ပေါ့လေအဲ့တော့ဂျာစီလေးထဲမှာတော့မမက်ရရလေးတွေကျွန်တော်မှလက်ရှိရှိနေသေးတဲ့ဂျာစီလေးတွေနဲ့ကျွန်တော်မိတ်ဆက်ပေးရမယ်ဆိုရင်အဲဒီဂျာစီလေးကတော့ကျွန်တော်တော်တော်ကြိုက်တယ်ဗျာဒါကျွန်တော်တို့အာဒါငငယ်လေးတွေကဟိုပေါ့ဒါ90အာ94လား95 94 95 အဲဘောလုံးရာသီမှာလီဗာပူးကဝစ်ခဲ့တဲ့ဂျာစီပေါ့လေဒါကတော့ Adidas ကနေပြီးတော့ဒါဟိုချုပ်လုပ်ပြီးပြီးတော့ဒါလီဗာပူး logo ကလည်းတကယ်ကိုဒါဒါ retro retro ပေါ့နော် retro logo ဖြစ်တယ်နောက်ပြီးတော့အဲ11နေရာလေးတွေ colorway လေးတွေကျွန်တော်ကြိုက်တယ်ပြီးတော့ဒီဟာက Casper's ကနေပြီးတော့ဒါ sponsor ဟို chess sponsor ပြီးထားတာပေါ့လေအဲ့တော့ဒါ Casper Beer နဲ့တွားထားတဲ့ဒါ Liverpool 94 95ဒါ jersey လေးဖြစ်တယ် နောက်တစ်ခုကအာဒီကောင်ဒီကတော့94 95မဟုတ်ဘူးပြ93 94ဒါလည်း Adidas နဲ့ပဲဒါလည်း Adidas နဲ့ပဲ Liverpool ရဲ့ပထမဦးဆုံးကျွန်တော်အဲ့လိုပေါ့အကြည့်ပြတဲ့ဥစ္စာက93 92 92 93ဒါမှမဟုတ်91 92ဖြစ်တာကြ Liverpool အသင်းရဲ့အဲဒီဟိုကစားတာကိုကျွန်တော်ပထမဆုံး highlight ကြည့်ဖြစ်တဲ့အရွယ်ပေါ့ကျွန်တော်အရွယ်ပေါ့အဲကျွန်တော်အရွယ်ကျွန်တော်စကြည့်ပြတဲ့အရွယ်ကသူတို့ကန်နဲ့ဝစ်စုံကဒီဒီ Adidas ပြ ဒါလည်းအဲ့ဒီတက်စားပဲဒါလီဗာပူးလိုကိုဒါလည်းကတ်စပါကပဲကတ်စပါကနေပြီးတော့ဒါစပွန်ဆာလုပ်ထားပေါ့ကတ်စပါနဲ့လီဗာပူးကတော့အာတကယ်ကိုနှစ်ရှည်အခုလက်ရှိချိန်ကြီးပေါ့နော်နှစ်ရှည်တော်တော်တက်တန်းကြာလက်တွဲထားတဲ့ partnership ကြီးပေါ့ဗျာအဲ့တော့တရားကလီဗာပူးရဲ့ဒါဒါ93 94ကဒါ jersey ပေါ့နော်ဒါလေးရတော့ကျွန်တော်ဒါပထမဆုံး liverpool ကိုစကြည့်တဲ့အချိန်မှာ liverpool ဝတ်ထားတဲ့ jersey မျိုးတော့ဒါအမှတ်တရပေါ့ဒါလေးရှိမယ်နောက်တစ်ခုကဒါလေးပေါ့ဂျာတော့အဲ အဲဒီဒီ sport jacket လေးပေါ့နော်ဒါဒါလေးကကျွန်တော်အ LFC Liverpool မြို့ရဲ့ Liverpool Anfield Stadium မှာဖွင့်ထားတဲ့ LFC store ကနေကျွန်တော်ဝယ်ခဲ့တာအလွန်ခဲ့တဲ့15နှစ်လောက်ကပေါ့နော်15နှစ်လောက်ရှိမှထင်တယ်အလောက်လောက်ကဝယ်ခဲ့တာဒါ Liverpool ဈေးကြီးတယ်ကြာအဲတုန်းကတော့ကျွန်တော်ထင်တယ်မပြောက်ဘူးဆိုပေါင်150လောက်ပြရမှာ 150နဲ့200ကြားပဲတခုခုပဲဒါပေမဲ့ကျွန်တော်အဲ LFC store ထဲဝင်သွားပြီဆိုရင်ကျွန်တော်ကျန်တာဘာမှမရှိတော့ဘူးကျွန်တော်လိုချင်တာအကုန်ဆွဲချတာပဲအဲ့တော့ဈေးကိုနောက်မှကောင်တားရောက်မှပဲကြည့်တော့တာအဲ့တော့ဒါလေးကဒါ LFC ဒါ Liverpool Liverpool ရဲ့အဲဒီမှာ goal design လေးနဲ့ Liverpool goal design လေးနဲ့ဒါဒါ jacket လေးပေါ့ဒါအနောက်မှာဒါ LFC ဆိုရဲ့အတူလေးပါတယ်ဒီမှာဆိုရင်ဒါ LFC L4 LFC ဆိုတာပါတယ် ဒီမှာတော့ Liverpool ဟိုက retro logo နဲ့ပေါ့လေဒါကလည်းဒီ jacket လေးကလည်းကျွန်တော်ဒါအဲ့အဲ့အဲ့ဒီလိုပဲဝယ်လာတာဒီလိုပဲဝယ်လာဒီဒီဒီဟာလေးကလည်း Liverpool ရဲ့ official store ကနေပြီးတော့ NV မှာဖွင့်တဲ့ official store ကနေဝယ်လာတော့ Liverpool Liverpool ဟိုကနဲ့အာဂုတ်ဒစိတ်နဲ့ပါလေပြီးရင်သူကဒီမှာ Anfield လို့ရေးထားတယ် Anfield လို့ရေးထားတယ်ဒီဘက်မှာတော့ Liverpool ရဲ့ logo ပေါ့လေအဲ့လို wash pit နေရဲ့အဲ့ ဟို texture လေးနဲ့လာတယ်။ဒီမှာ you will never walk alone ဆို Liverpool FC ဆိုပြီးတော့ဒါအဲ retro font လေးနဲ့ရေးထားတာပေါ့။ဒါလေးလည်းကျွန်တော်ကျွန်တော်ကျွန်တော်ကြိုက်တယ်။ဒါလေးတွေကိုကျွန်တော်သေချာလေးတင်ထားပြည့်တယ်ပေါ့လေ။ Left is store ကနေတကူးကဝယ်လာတဲ့အတွက်ကြောင့်သေချာလေးတင်ထားပြည့်တယ်။ဘာနောက်တစ်ခုကဒါဒါတော့ကျွန်တော်တို့ဒါအာမမရရဆိုကျွန်တော်တို့အဲ novelda မှာကျွန်တော်တို့ဟိုဘောလုံးပွဲတွေစုကြည့်တဲ့အချိန်ကအဲကျွန်တော်မိတ်ဆွေတယောက်က liverpool fan ပဲ တကယ်ကို big fan အကြီးစားပဲသူလည်း anfi ကိုရောက်တဲ့ဟိုကဒါ anfi ကနေပြီးတော့ original ဒါ scarf ပေါ့နော်ဒီဒီလေစည်းလေးပေါ့အဲ့ဥစ္စာကိုကျွန်တော်သူတက်တက်မြတ်တို့သိမ်းထားတဲ့လေစည်းလေးကိုကျွန်တော်လက်ဆောင်ပေးသွားတာကျွန်တော်မှတော့အဲ့ဒါမိုဘယ်ပြဖူးပေါ့လေကျွန်တော်တို့က jersey ကြီးကြအင်ကြီးပဲဝယ်ဖြစ်တာအဲ့ LFC store ရောက်တော့ဒါသူဒါ original liverpool liverpool လို့ကိုတိုက်နေအာ LFC store ကနေပြီးတော့ဒါ anfi anfi မှာဖွင့်လာတဲ့ LFC store ကနေသူဝယ်ခဲ့တဲ့ဟာကိုကျွန်တော် မှတ်မှတ်ရရတကယ်တို့လက်ဆောင်ပေးထားတာပေါ့နော်ဒါစကပ်ပေးပေါ့အဲနောက်တစ်ခုကဒါဒါတော့ကျွန်တော်အိမ်မှာကော်ဖီတောက်အောင်အများနဲ့တုံးတယ်ကျွန်တော်ရှူတင်မှာကော်ဖီတောက်အောင်အများနဲ့တုံးတယ်ဒါလီဗာပူးလိုဂိုနဲ့ဒါကော်ဖီမတ်ပေါ့ဒါနောက်ဆုံးကျွန်တော်ပြောစရာတစ်ခုရှိပါတယ်အဲ့ဒါတော့လီဗာပူးနဲ့ long term relationship တကယ် partnership ဖြစ်ခဲ့တဲ့ Gaspar ကနေပြီးတော့ကျွန်တော်စီကိုဒါ gift set လေးပေးထားတာရှိပါတယ်ဒီ gift box လေးကိုကျွန်တော်ကျွန်တော် လူဖန်ပြည့်သက်တွေအားလုံးနဲ့တူတူကျွန်တော် unboxing လုပ်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ gas bar ကနေကျွန်တော်ကိုလက်ဆောင်ပေးထားတဲ့ဒါ gift box လေးကိုကျွန်တော်ဒါပြည့်သက်တွေနဲ့တူတူ unboxing လုပ်မှာဖြစ်ပါတယ်ခင်ဗျာတော့အဲထဲမှာပါပါလဲဆိုတာကျွန်တော်ကြည့်ရအောင်အဲ gas bar ကကျွန်တော်တို့ကျွန်တော် liverpool ကိုစပြီးတော့အဲကြည့်တဲ့အချိန်တည်းကဒါ liverpool ရဲ့ chess logo မှာ chess sponsor ပေါ့နော် jersey ရဲ့ဂျင်ဘတ်မှာအများအားဒီ casper logo ဒါကျွန်တော်တို့ဟိုအမှတ်ရခဲ့ရတာပေါ့သူနဲ့တွဲပြီး liverpool နဲ့တွဲပြီးမြင်ခဲ့ရတာပေါ့လေအဲ့တော့ဒါ liverpool ရဲ့ official beer partner ဖြစ်တာလုံးဝ long term အဲတကယ် partner တယောက်နဲ့ရက်ဒီမြေရဲ့အတွက်ဒါ liverpool fc ကိုသာကျွန်တော်ဂုဏ်ယူပါတယ် liverpool fan တယောက်အနေနဲ့အဲ့တော့သူတို့ကကျွန်တော်မျက်နှာပေးရက်လက်ဆောင်လဲကျွန်တော် president တို့ unboxing လုပ်ပါမယ် Liverpool logo လေးပါပါတယ် Gasper logo ပါပါတယ် official Liverpool FC beer partner ဆိုပြီးပါပါတယ်ဒါတော့ Liverpool fan တွေရဲ့အဲ့ဒါသူအောင်ပွဲခံတဲ့ပုံလေးပါတယ်ပေါ့လေ Okay တော့ဖောက်ကြည့်ပါမယ် yeah တွင်ဖုံးကတော့ Gasper ရဲ့ teams အစိမ်းရောင်နဲ့ Gasper ပါတယ် Liverpool logo ပါတယ် official beer partner ဆိုတဲ့စာတမ်းလေးပါပါတယ် တော့အထဲထဲမှာဒီမှာပါဗျာဒါဆိုရင်ဒါတော့ gasbel beer ပေါ့ gasbel beer ကဒါတန်ဘူးပေါ့တန်ဘူးကဒါအရှိရှိတူပါမယ်အတူတူပါမယ်ဒါပေမဲ့ကျွန်တော်တို့ဒီဈေးကွက်ထဲမှာရှိနေတဲ့အာ gasbel beer ဘူးရဲ့ဒီဇိုင်းတော့မဟုတ်ဘူးဒါ liverpool logo ပါနေတယ်ပြီးရင်ဒါ colorway က two way ပေါ့နော်အောက်ကတစ်ချမ်းက liverpool ရဲ့အာဒီ themes red နဲ့ Liverpool FC official beer partner ဆိုတဲ့ဟိုဟာ print လုပ်ထားတယ်ပေါ့အဲ့တော့ဒါကတော့ limited ဖြစ်တဲ့ design ပေါ့ခင်ဗျာဒါကတော့ beer booth ရှေ့ဒါလေးကတော့ beer booth တို့အမတ်ဒီကတိန်းထားမှာပေါ့လေ Liverpool logo လေးနဲ့ပါတော့ Liverpool ရဲ့အဲ partner ဖြစ်ကြောင်းပါတော့ဒါအမတ်ဒီကတိန်းထားမယ်ဘူးလေးဖြစ်ပါတယ်ဒီဘက်ကဟာလေးကတော့ art shirt โอเคအာဒါလေးအရတီရှပ်ပေါ့ဗျာဂါစပါနဲ့လီဗာပူးရဲ့ပေါက်ဆက်မှုအတွက်ဒါကိုစားပြုရဲ့တီရှပ်လေးပေါ့ဒါဒါဂါစပါရဲ့ကြောကုန်းပေါ့ဗျာကြောသက်ကျွန်တော်ဒီ gift box လေးပို့ပေးတဲ့ဂါစပါကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့လီဗာပူးကျွန်တော်အားပေးတဲ့ကျွန်တော် ချစ်တဲ့ Liverpool အသင်းနဲ့တကယ်ကိုနှိရှီတကယ်ကို partnership ဖြစ်နေတဲ့အဲ Gaspar အတွက်လည်းခုံယူပါတယ်ကျွန်တော် Liverpool အတွက်လည်းခုံယူပါတယ်ကျွန်တော် Liverpool အသင်းကိုအစဉ်အမြဲ partner ဖြစ်ရည်တည်နိုင်ပါစေလို့လည်းဆုတောင်းပါတယ်ခင်ဗျာအားလုံးကျေးဇူးများကြီးပါတယ် you will never walk alone